ဟုတ်ကဲ့မင်္ဂလာပါဝေါ်ခုတ်နိုင်မှာအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီမနေ့မှာတော့ UFC ကပွဲကြိုတည်င်းစာရှင်းတဲ့ပွဲကိုကျင်းပသွားပြီဖြစ်ပါတယ်အဲ့တော့ဒီပွဲမှာလည်းတို့ဖိတ်ခေါ်ထားတဲ့ကစားသမားတွေတက်ရောက်ခဲ့ကြတာဖြစ်ပါတယ်အဲ့မှာကျွန်တော်တို့ရဲ့ Joshua Ban လည်းပါဝင်တာဖြစ်ပါတယ်အဲ့တော့ဒီပွဲမှာ interview တဲ့လူတွေကတော့ Ilya Topuria နဲ့ Charles Oliveira ကိုပဲမဲခွန်းမဲကြတာပိုများပါတယ် flyweight တန်းရဲ့ champion လူပွဲဖြစ်တဲ့ဒီ Alexander Pantoja နဲ့ Guy Carla French ရဲ့ပွဲကိုတော့အရင်ကြီးစိတ်ဝင်စားမှုတိတ်မရှိကြဘူးလို့ကျွန်တော်မြင်ပါတယ်။ Alexander Pantoja လည်းဒီ champion ဖြစ်နေတာကြာပြီ။ကျင်နေနေတာကြာပြီ။အဲ့တော့ Pritchard တွေစိတ်ဝင်စားမှုနည်းနည်းနေနေတယ်။ပြီးတော့ Guy Carla French champion စိန်ခေါ်တော့ပေါ့နော်။ Guy Carla French ကလည်းအရင်ပွဲဒီမှာသူ champion လူပွဲထိုးခဲ့ပြီးတော့ပြီခင်ဗျ။သူမှလုံလောက်တဲ့အရေးအချင်းမရှိလို့ champion မဖြစ်ခဲ့တာပါ။ အဲ့တော့ကျွန်တော်တို့ပြောလို့ရပါတယ်။နောက်ဒီတစ်ကြိမ်လဲဒိုချန်ပီယံကပတ်လူခွင့်ပြန်ရရှိသွားပါတယ်။အဲ့ဒါကဘာကြောင့်လဲဆိုရင် one to fight နေရာမှာရှိတဲ့ကစားသမားတွေတခြားပြိုင်ပွဲတွေရှိနေလို့ပြီးတော့အဆင်တင်မဖြစ်သေးတဲ့ fighter တွေများနေလို့ဖြစ်ပါတယ်။ဟုတ်ပြီ။အဲ့တော့ operator တွေကတော့ Joshua Ban နဲ့ Brandon Raywall ကိုပဲပို့ပြီးတော့စိတ်ဝင်စားကြတာဖြစ်ပါတယ်။ဒါတော့ flyweight တန်းပါပေါ့နော်။အဲ့တော့တင်းထောက်တယောက်ကပါမေးလေလေဆိုရင် Brandon Royal နဲ့ Joshua Pantey ကအနံ့ရတဲ့လူကို Champion စင်ကုန်ခွင့်ပေးမှလာဆိုပြီးတော့ Dana White ကိုမေးလိုက်တာဖြစ်ပါတယ်။အကုံတော့ကလည်း come on တော့အဲ့မှာ Dana White ကိုနည်းနည်း pressure ပေးတဲ့ပုံစံမျိုးဝိုင်းပြောကြတာတွေ့ရတယ်။ Dana White ကတော့စဉ်းစားပြီးတော့ yes လို့အဖြေပေးလိုက်ပါတယ်။အဲ့တော့သေချာသွားပါပြီ။အဲ့လိုမျိုးဒီ press conference မှာ Dana White ကကတိပေးလိုက်ပြီးဆိုတော့ Joshua Pantey နဲ့ Brandon Royal တို့နှစ်ယောက်ထဲကအနံ့ရတဲ့သူ ချန်ပီယံဆင်ရောက်ခွင့်ရရှိမှာသေချာသွားပြီဖြစ်ပါတယ်။အဲတော့အရင်နေ့ဒီမှာတော့ Brandon Roy ကလုံးဝကိုလေးတိုက်တာတွေပါပြီပေါ့နော်။ Joshua Ban ကိုအနံ့ယူပြီးတော့ချန်ပီယံဆင်ရောက်ခွင့်တူရရမယ်ဆိုတဲ့ပုံစံမျိုးနဲ့အရင်နေ့ဒီမှာတော့အင်တာဗျူးမှာဖြေချခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဒီမနက်မှာတော့အဲ့လိုမျိုးအရင်ကြီးလေးတိုက်တဲ့ပုံစံမရှိတော့ဘူးဗျ။လူပါပြောလဲဆိုရင်ဒီဂျော့ရှော့ပန်နဲ့အကောင်းဆုံးပွဲကစားမယ်ပြီးတော့ဘောနဲ့ဆီယူမယ်ပေါ့ဗျာအဲအဲ့လိုမျိုးပဲပြောသွားတာဖြစ်ပါတယ် ဲ့တော့ bonus ယူမယ်ဆိုပြီးတော့ခဏခဏပြောနေတာဟုတ်လဲဟုတ်ပါတယ်เนาะသူကမီတာစုနေဟုတ်တယ်။အပြောချင်တာကသူဒီကလေးတွေရှိရဲမိမရှိရဲကလေးရှိရဲအဲ့တော့ bonus တွေတိုးတိုးကအရင်ကတိုးအပ်တာဖြစ်ပါတယ်။ဒါပေမဲ့အရင်လိုလေမတိုက်တော့တာလဲသူ့မှာနေစနစ်တစ်ခုခုကျန်စီထားတာလဲရှိကောင်းရှိနေပါတယ်။ဆရာကြီးကမပြောတတ်ဘူးပေါ့နော်ပေးပုံစံလာမလဲလို့ဆိုတော့မပြောတတ်သေးဘူးအဲ့တော့ဂျော်ရှော်ပန်ကတော့လုံးဝယုံကြည်မှု အပြည့်ပါပဲဒီပွဲကို သူလုံးဝအပြီးဖြတ်မယ်ဆိုပြီးတော့ကတိပေးလာတာဖြစ်ပါတယ်ပြီးတော့ flying weight dan ရဲ့ champion ကျွန်တော်နဲ့တွေ့ဖို့ပြင်ထားပါဆိုပြီးတော့အခုကတည်းကနေကြိုပြီးတော့စိန်ခေါ်ထားတာဖြစ်ပါတယ်ဟုတ်ပါလုံးဝလန်းစားမယ်နော်ယုံကြည်မှုအပြည့်ပင်သူ့ဘက်ကတော့အဲ့လိုမျိုးစိန်ခေါ်လိုက်ပြီဖြစ်ပါတယ်အဲ့တော့ flying weight champion ဆိုတာကအခုခုနကပြောခဲ့တဲ့ Alexander Fandoja နဲ့ ဒီ Geiger reference တွေကအနံ့ရတဲ့တယောက်ပေါ့ဗျာအဲ့ဒီအနံ့ရတဲ့တယောက်ကကျွန်တော်နဲ့ထိတ်တိုက်တွေ့မယ်ဆိုပြီးတော့စိန်ခေါ်လိုက်တာဖြစ်ပါတယ်ဒါတကယ်ကိုကောင်းမွန်တဲ့အရာပါပဲကျွန်တော်မြန်မာ predator တွေစောင့်မျှော်နေတဲ့အရာဒီအရာပါပဲခင်ဗျာအုထာကြီးဒေတာဝဲကလည်းမီးစိန်ပြလိုက်ပြီဆိုတော့ကျော်ျော်ပန်စ조사ဖို့ပဲလိုပါတော့တယ်တကယ်လို့ဒီပွဲကိုသူပြောသလိုပဲပွဲအပြီးဖြစ်နိုင်ခဲ့ပြီဆိုရင်တော့ချန်ပီယံလို့ခွင့်ထေချသွားပြီဖြစ်ပါတယ်ဝါဝါဝါ မြန်မာပရိသတ်တွေလည်းအတူတကွကျွန်တော်တို့ဖိုက်တာလေးကိုအားပေးလိုက်ကြရအောင်ဗျအဲ့ဒါတော့ဒီနေ့မနက် press conference မှာဖြေကြားသွားတဲ့အကြောင်းအရာတွေဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့တောင်းဆိုချင်တာတစ်ခုရှိတယ်မနေ့ကကျွန်တော်တင်လိုက်တဲ့ movie မှာဒီနောက်ခံ music ကရမ်း volume များသွားတာတွေ့ရတယ်အဲ့တော့အလုပ်တစ်ဖက်နဲ့ကျွန်တော်လည်းတိတ်မအားတဲ့ကြားအလုပ်တစ်ဖက်နဲ့အမြန်ဆင်ဆင်လိုက်တော့အဲ့လိုမျိုးပုံစံဖြစ်သွားတာပေါ့နော်အဲ့တော့အတောင်းပန်ပါလေလို့ညီကိုတွေနော်အရင်ကြီးလည်းမဆေးကြပါနဲ့လို့ကျွန်တော် တေချာပြင်ဆင်ပြီးတော့ပြန်ပြီးတော့တင်ပေးပါမယ်လို့အဲ့တော့အာပထမပိုင်း Brandon Revol ရဲ့ဖြေဆိုချက်ကိုတော့ဒီ background music အားလည်းအတန်တိုးတော့ညင်ကိုကြားမယ်လို့ထင်ပါတယ်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်ဒီ video file မှာပဲပြန်ပြောပါမယ်မနေ့ကကျွန်တော်တင်ထားတဲ့ movie file မှာ Josh Oban ပါဖြေသွားလဲဆိုရင်အဓိကတော့ short note မဟုတ်ဘူးဆိုတဲ့ဟာပေါ့နော်။သုံးပတ်ဆိုတဲ့အချိန်ကသူ့အတွက်လုံလောက်တယ်ဆိုတဲ့ဟာပဲဖြစ်ပါတယ်။ Okay အဲ့ဆိုရင်ကျွန်တော်အစအဆုံးပြန်ပြီးတော့ပြောပြပါမယ်။အဲ့တော့ Joshua Pan အခုလိုဖြေသွားပါတယ်။ ဟုတ်ကဲ့ဘွားအကောင်းဆုံးပါပဲ။ဖိုင်တာတယောက်က အခုလို active ဖြစ်နေတဲ့အရာကိုကြိုက်ပါတယ်။အရင်ပွဲပြီးကြတဲ့ကျွန်တော်ဘဲမမသွားပဲ training camp လေးပြန်ဝင်ခဲ့ပါတယ်။အချိန်၃ပတ်ထိရရှိပါတယ်။ဒါကကျွန်တော်အတွက်လုံလောက်ပါတယ်။ short note လို့တော့ကျွန်တော်ကမပြောချင်ပါဘူး။ဟုတ်ကဲ့ပွဲပြတ်သွားတဲ့ Money Cave နဲ့ Brandon Ray Warrior ပွဲထက်ပရိတ်သတ်တွေကကျွန်တော်နဲ့ Brandon Ray Warrior ပွဲကိုပို့ပြီးစိတ်ဝင်စားနေကြတာတွေ့ရပါတယ်။ အခုလိုပြောတာက money calf ကိုမကောင်းဘူးလို့ကျွန်တော်ဆိုလို့ရှင်တဲ့ပုံစံမျိုးမဟုတ်ပါဘူးဗျ Brandon Revol နဲ့ကျွန်တော်နဲ့ကပြန်ပတ်ဖွေကို PR ပေးပြီးကစားတဲ့ပုံစံချင်းလဲတူနေလို့ပါအဲ့ဒါကြောင့်လဲပရိသတ်တွေပေါ်ပြီးစိတ်ဝင်စားတယ်လို့ကျွန်တော်မြင်ပါတယ်ဒီပွဲပြင်းပြင်းရင်တော့ချန်ပီယံလုခွင့်ရရှိမယ်လို့မျှော်လင့်ပါတယ် Fighter ဆိုတာကလည်းအမြဲတမ်းငေးကုံရှိနေမှာမဟုတ်ဘူးလေအဲ့တော့အထက်အရွယ်ငယ်တော့အမြန်ချပြချင်းတဲ့တဘောပါ ဒီနေ့ပဲချန်ပီယံလုဖွင့်ပေးမယ်ဆိုရင်လည်းညင်းနေမှာမဟုတ်ပါဘူးကျွန်တော်ကအသင်းသင်ပါမယ်ကျွန်တော်ကတော့ကိုကိုကိုအရင်ပဲ training မှာ pressure ပေးပြီးလေ့ကျင့်တယ်လို့မမြင်ပါဘူးပွဲပြီးကတည်းကနေပြကြီးတွေနဲ့အပေးပုံစံအနားယူရမယ်ဘယ်လိုပြန်ပြီးတော့လေ့ကျင့်ရမယ်ဆိုတဲ့အနေအထားကို ကောင်းကောင်းမွန်မွန်တိုင်ပင်ပြီးတော့ပြင်ဆင်ခဲ့တာဖြစ်ပါတယ်ချန်ပီယံကြီးမန်ဒိုဂျာရဲ့ကစားပုံကိုတော့တတိယချက်ချမလေးလာရသေးပါဘူး အဲ့တော့သူ့ရဲ့ကစားပုံကိုတေချာမပြောတတ်ပါဘူးကျွန်တော်နဲ့ကစားမဲ့အခုပြိုင်ဘက် Brandon Royal ကိုပဲကျွန်တော်တိတ်တိတ်ချာလဲလာခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ Pandoja က Pound for Pound အဆင့်တစ်ဆယ်အထက်မှာတော့ရှေ့တင်တယ်လို့ကျွန်တော်မြင်ပါတယ်ခင်ဗျအခု Brandon Royal ရဲ့ကစားပုံကိုတေချာလဲလာပြေးပါပြီဒါပေမဲ့ Artican Wine အတွင်းမှာဘယ်ပုံစံသူကစားလာမလဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့ပြန်လည်ပြင်းနိုင်အောင်တုံ့ပြန်ကစားသွားမှာဖြစ်ပါတယ် သူနဲ့ဘယ်လိုပုံစံကစားရမယ်ဆိုပြီးတတိချအဆုံးဖြတ်ထားတာတွေတော့မရှိပါဘူးခင်ဗျအချင်းနယ်ပေါ်မူတည်ပြီးတော့ကစားပါမှာဖြစ်ပါတယ်ဆိုပြီးတော့ကျော်ရှော်ပန်မင်းရအင်တာဗျူးမှာဖြေဆိုသွားတာဖြစ်ပါတယ်အဲ့တော့အမင်းရကျွန်တော်တင်တဲ့ဒီ movie file မှာ background music အရင်ကြည်လို့မကြားလိုက်ရတဲ့ညီကိုတွေအတွက်ကျွန်တော်ပြန်ပြီးတော့တင်ဆက်ပေးတာဖြစ်ပါတယ် Okay အဲ့ဆိုရင်ဒီပွဲကိုအခုလာမယ့် ဂျွန်လ29ရက်နေ့တနင်္ဂနွေနေ့မနက်ပိုင်း၈နာရီခွဲမှာမိန်ခတ်စတင်မှာဖြစ်ပါတယ်။အဲ့ချိန်မှာကျွန်တော်တို့အတူတူအားပေးလိုက်ကြရအောင်ဗျ။အဲ့တော့ဒီနေ့ညကစားမယ့်ပွဲစဉ်လည်းရှိပါသေးတယ်ဗျ။အဲ့ဒါကတော့ Sure Black နဲ့ Santa တည့်ရပွဲစဉ်ပေါ့နော်။ပြီးတော့နာဘီရဲ့ညီ Unit အနန်းရပွဲစဉ်လည်းရှိပါတယ်။အဲ့ဒါတော့ One Championship ပွဲစဉ်မှာအဲ့တော့ Sure Black ကအဒီပွဲနိုင်ရင်စာချုပ်ရရှိမှာဖြစ်ပါတယ်။ဒီညကကျွန်တော်တို့မြန်မာပရိသတ်တွေကတော့ဒီ ျွန်တော်တို့တွေးချင်းညီကိုကရင်ဖိုက်တာဆူအောင်ဘလက်ကိုပဲအားပေးရမှာဖြစ်ပါတယ်။ Okay အဲဆိုရင်ဒီနေ့ကတော့လောက်ပါပဲ။နောက်ဗီဒီယိုမှာပြန်ဆုံမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။